ဗင်္ဂလားအားကစားပွဲတော်တခုကိုကိုလံပြည့်လို့ဗမာလူမျိုးတချို့ကခေါ်ရကြပါတယ်။ဒါဝတချို့ကမကြိုက်ကြပါဘူး။ဒါပေမဲ့အဲ့လိုခေါ်တာဟာအကြောင်းမဲ့မဟုတ်ပါဘူး။အကြောင်းရှိပါတယ်။ဘလို့အကြောင်းမှလဲ။ဆရာမောင်သားတို့အသက်ထင်ရှားရှိစဉ်ကမေးမြန်းခဲ့ဘူးတာလေးကိုအခုအလင်းကားပလဲပန်းကနေပြန်လဲမျှဝေပေးလိုက်ပါတယ်။ကဲဒီစကားလုံးကိုအင်္ဂလိပ်လူမျိုးတွေကဘလို့အတန်ထွက်ကြတယ်လဲဆိုတာကိုကျွန်တော်တို့နားထောင်ကြည့်ရအောင်မော။ Olympic 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 အင်္ဂလိပ်စကားမတတ်တဲ့ မ္မာလူမျိုးတွေကို Olympic လို့အတန်ထွက်ရမယ်လို့သွားတောင်းဆိုနေမယ်ဆိုလို့ရှိရင်ဒါဟာတရားပါမလားဒါဆိုလို့ရှိရင်အင်္ဂလိပ်မကြဗမာမကြအတန်နဲ့ Olympic လို့ထွက်မယ်ဆိုလို့ရှိရင်တော့อืมဒါလည်းသိမ့်မနေသေးဘူးလို့ဆိုရမှာပါနောက်ထပ်အလားတူပဲ Pistol 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 အင်္ဂလိပ်လို Pistol လို့ခေါ်တဲ့တနတ်တူကိုလည်းဗမာလူမျိုးတွေကပစ္စတိုလို့ခေါ်တတ်ကြပါလား ဒါကိုလည်းလှောင်ကျင်ကြသူတွေရှိပါတယ်။ဒါတွေဟာလှောင်စရာတွေပါလား။ဘာကြောင့်ဗမာတွေဒီလိုအတန်ထွက်ကြသလဲဆိုတာကိုဒီနေ့အလင်္ကာပလဲပန်းအစီအစဉ်မှာဆွေးနွေးကြည့်ကြရအောင်ပါ။တော်ရရှင်တို့ကိုယ်တိုင်စဉ်းစားကြည့်ကြပါ။ဗမာစကားစစ်စစ်မှာပစ်လို့အတန်ထွက်ရမယ့်နေရာပစ်လို့အတန်ထွက်ရမယ့်ဝဟာရာများရှိပါသလား။တကယ်တော့လုံးဝမရှိပါဘူး။အဲ့ဒါလိုပဲရေထုံထဲမှာလည်းပစ်လို့ရေထုံမရှိပါဘူး။ပစတ်သက်ကို ပေးလို့အတန်းထွက်ဖို့ကောင်းတယ်လို့အဆိုစရာရှိပေမဲ့ခဲနဲ့ပြင်လဲရရရပစ်မှာပါပဲပဆတ်တဲ့နဲ့ပြစ်ပါတယ်လွန့်ပြလိုက်လို့ရှိရင်လဲပဆတ်တဲ့နဲ့ပဲပြစ်ပါတယ်ဘာကြောင့်ပါလဲဟုတ်တယ်ဗမာကဘယ်လိုပြောပါလဲရမင်းထက်ဆိုလို့ရှိတယ်အဲ့ဒါဗလာဗမာစကားရဲ့ပြောလူတွေအပြင်ဆရာမောင်တန်တို့ပါခင်ဗျာဒီတော့ဗမာလူမျိုးဟာပဆတ်တဲ့ကိုရပင်းတဲ့အပေါ်ထွက်ပြီးအတန်းထွက်တတ်တာဟာ အကျင့်တစ်ခုဖြစ်နေတယ်ဆိုတာကိုတွေ့ရမှာပါဒီတော့အိုလံပစ်ပစ္စတိုလို့ဖတ်တာဟာအဖတ်မှားတယ်လို့မဆိုတာပဲဗမာဆန်းဆန်းအတန်ထွက်တယ်ဗမာဆန်းဆန်းဖတ်တယ်လို့သာဆိုစရာရှိပါတယ်လောင်စရာပြောင်းစရာကိစ္စမဟုတ်ပါဘူးဗမာမှုပြုတ်လိုက်တယ်လို့တောင်ဆိုနိုင်မယ်ထင်ပါတယ်ဒီလိုဗမာမှုပြုတ်တတ်တာပြုတ်လို့ရှိတာဟာလည်းအခုမှမဟုတ်ပါဘူးရှိရှိကလေးကရှိခဲ့တယ်လို့ဆိုရမှာပါဥမာအဖြစ်ပြောရရင်ပါဠိလို မေတ္တာလို့အတန်ထွက်တဲ့စကားကိုဗမာတွေကရပင်တန်အပိုထက်ပြီးမေတ္တာလို့အတန်ထွက်ပါတယ်။ပါဠိလိုပညာလို့အတန်ထွက်တဲ့စကားကိုလည်းဗမာတွေကရပင်တန်အပိုထက်ပြီးပညာလို့အတန်ထွက်ပါတယ်။ဒီတော့ပါဠိဘာသာတက်ကျွန်းနားလည်တဲ့ဘုန်းတော်ကြီးတွေကမေတ္တာပညာလို့ဆိုတာနဲ့ကျွန်တော်တို့ကလိုက်ပြီးတော့မေတ္တာပညာလို့ပဲ လိုက်စုံမှမှန်မယ်လို့စီကန်းထုတ်နေဖို့ကတော့မသင့်တော်ဘူးလို့ဆိုရမှာပါဒီလိုပဲဗမာစကားထဲမှာထည့်သွင်းပြောဆိုတဲ့အခါအိုလံပစ်တို့ပစ္စတိုတို့ပြောခဲ့ရင်အဲ့လိုပြောတာဟာမှားတယ်လို့မဆိုနိုင်မဲ့ဗမာစံနဲ့ပြောဆိုနေတယ်လို့သာဆိုရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုရပင်းတန်အပိုးထည့်တတ်တာဟာဗမာဟန်ဗမာဒလိတက်တက်ဖဲလားတစ်ထက်ပိုးတဲ့အကြောင်းကိုရှိပါသေးသလားတော့လည်းကတော့ဒီလိုရပ်နိုင်ငံရပ်လက်နိုင်ငံ နော်လွှဲရအောင်ပြလွှဲရတာအခုအမြန်လွှဲတဲ့ခါမှာရက်သက်တာပါတော့ရတယ်ဒါမှမဟုတ်ဘာသာရေးဆုံးတာနဲ့ဘုရားဆိုတော့အင်းကြီးဆိုတော့ကရှေ့အိုင်နာငွေရှိကြီးဒီလိုရင်ရက်သက်တာပါတော့ရတယ်နော်ဘုရားဆိုတော့ဗျာပြရပါဗျာအဲ့ဒီရအရေဗျာအမျိုးမျိုးပြရဖြစ်သွားတယ်ရက်သက်တာနဲ့ပါသွားတယ်အတုံးကြီးကဒီရက်ဒီအီးအီးရဒါပေမဲ့အများကြီးပြရဆိုတာရက်သက်တာပါသွားတယ် လူမျိုးတိုင်းမှာအရေးကြီးစီတယ်အဲပိုးထူးကြတာကရရှားနဲ့တမားပဲတမားပိုးကြီးတယ်အဲတော့ပါးစပ်နံကိုရရှားကလည်းပြဖြစ်သွားတယ်အမကညဖြစ်သွားတယ်အဲ့လိုပေါ့ဗျာကျွန်တော်ကရရှားကတင်ကြည့်ရအောင်ဆောင်းမလေးဆိုရသေးရတယ်ပါးစပ်စပ်တတ်တာကိုပြင်မှာကနေပြင်လိုက်တယ်အဲဒါလိုမတ်ပြတ်တဲ့ဟာကိုပြင်လိုက်တယ်အဲ့လိုတမားမှာအဲ့လိုရရှားလူတွေကမှာငွားသူများလူလို့နေတယ်ပို့ပြီးတော့ ရဗက်နမ်ဖြစ်စဉ်နဲ့အချင်းရှိတယ်ဒါပါပဲအဲလူရဲ့ဟိုဘယ်လိုပြောလဲရှာအနေထားလို့ပြောအောင်လို့ရဗက်နမ်ထဲဆိုရတာဟာအာအနေထားရှာအနေထားရရွတ်ဆိုရပူပြီးတက်တာလွယ်ကူတယ်လို့ဆရာမောင်သားတို့ကဆိုပါတယ်ဒီလိုအလွယ်လိုက်ပြီးတော့ရွတ်ဆိုတတ်တာဟာလဲဗမာလူမျိုးတစ်မျိုးသာမကပဲတခြားအင်္ဂလိပ်လူမျိုးရုရှားလူမျိုးတွေလည်းအလားတူပြုမှုတတ်ကြောင်းဆရာမောင်သားတို့ကဥပမာတွေပြပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဗမာတို့ နှခမ်းနှခမ်းမှန်နေလို့နှခမ်းမှန်နေလို့လေးပြေလိုက်ရွေးစင်းနေပေါ်တယ်အင်းလို့အမ်းမှန်နေပါသာလို့ဖောက်ထုတ်လို့အဲမရဘူးသာလို့တတ်မအောင်ပါဘူးအကုန်လုံးမှာပဲထက်ရတယ်ပညာပြောလို့ရဖြစ်မှာပညာလေပညာဖတ်တော်တာကိုအဲတညာကိုမောင်ရဆိုမှပညာကတာရပမာအင်းပါသာလို့ပါကုန်လို့ဖောက်ထုတ်လို့မရဘူးအဲ့ရပင်းနဲ့ဆက်ဆူရရှိတယ်ပမာ ပဖပပမဆိုတဲ့ပါဇက်ပေရွတ်ဆိုရတဲ့အတန်တွေပါဝင်လာတဲ့အခါမှာရပ်ပင်နံအိုထဲရွတ်ဆိုတတ်တာဟာဗမာတလေဗမာထုံးတယ်ဗမာအာဗမာရှာလို့လားပြောရမှာဖြစ်ပါတယ်ခင်ဗျာ